Operation 1027 PSL TNL စုံမနေမီပြန်မပေးရေးစစ်အာဏာရှင်တွေကြဆုံးပြီးအာဏာရှင်စနစ်ကြရှုံးပြက်သုံးရေးအပိသက်တိုက်ထုတ်ချေမှုရန်ကြိုးပမ်းအားထုတ်လာနေကြတယ်ရေမှန်းချက်ပန်းတိုင်မှာ Federal Democracy စနစ်နဲ့ပြည်ထောင်စုအစိုးရအဖွဲ့အစည်းနိုင်ရေးပဲဖြစ်တယ်အာဏာရှင်စစ်တပ်ကိုဆန့်ကျင်တော်လှန်နေတဲ့နေရာဒေသပေါင်းစုံကနေရှမ်းမြောက်ကိုရောက်ရှိလာတဲ့ ်ဖီတီရဲ့အဖွဲ့အများစုကိုစစ်ရေးမှအကူအညီပေးနေတဲ့တအန်းတိုင်းရင်းသားလက်နက်ကိုင်တပ်မတော်ရဲ့နိုင်ငံရေးစစ်ရေးအခြေအနေရရက်ကိုထိန်ချန်ရမယ်နိုင်ငံရေးနဲ့အရေးကြီးစစ်ရေးကိစ္စကလွဲရင်သိမှုတွေထဲကအနှဲငယ်မြရေးပြရခြင်းဖြစ်ပါတယ်လက်တလုံးမှာပြည်သူတွေပူပန်ဆိုးရိမ်နေရတဲ့အရေးကြီးအခြေအနေတရက်မှာ1027စစ်စင်ရေးတုန်းကတိုက်ခိုက်သိမ့်ပိုက်ထားတဲ့စိုးမှုနေမြေတွေကမြို့ရွာတွေကနေတအန်းတက်မတော်အနေနဲ့အကြမ်းဖက်နတ်ဆကထံပြန်ပေးနိုင်ခြင်းရှိသလားဆိုတဲ့အချက်ပါ PSLF တရားနယ်လေးတိုင်းဒေသလက်နက်ကိုင်တပ်မတော်အနေနဲ့တရုတ်ရဲ့ဖိအားတွေဘလောက်ထိရှိနေပါစေလက်ရှိစည်ရေးရအောင်ပွဲရတက်ခိုက်သိမ့်ပရယူထားတဲ့မြို့တွေကနေ NASA ကအချမ်းပစစ်တတံပြန်လဲပေးအပ်မှာမဟုတ်ဘူးလို့ကောက်ချက်ချပါရစေ Geopolitic နိုင်ငံရေးသဘောအရလက်ရှိထိန်းချုပ်ထားတဲ့မြို့တွေကနေဖယ်ပေးလိုက်ရင်တန်းတိုင်းသားတွေအနေနဲ့ပြည်내အဆင့်ဖြစ်ပေါ်လာဖို့အလားအလာမရှိနိုင်တော့ဘူးဆိုတာလောက်တော့သိထားပါတန်းတမတော်ရဲ့စည်ရေးနိုင်ငံရေးထိပ်ပိုင်းကကောင်းဆောင်လို့ရဲ့နိုင်ငံရေးသိမှုကိုလည်း ရှော့မတွက်ထားစီခြင်းပါ NASA ကချမ်းဖက်စစ်တပ်ရဲ့တောင်းဆိုချက်တွေကိုတရုတ်ရဲ့ကြားဝင်ဖိအားပေးခိုင်းစီချက်တွေကိုတန်တမန်သဘောအရလိမ္မာပါနတ်စော်နဲ့1027စစ်စင်ရေးမှာတိုက်ခိုက်သိမ်းပရထားတဲ့နေရာဒေသတွေကနေဖယ်ပေးမှာမဟုတ်ဘူးဆိုတာတော့သိထားကြစီချင်ပါတယ်။ပြီးကြတဲ့ဧပြီလ28နဲ့29ရက်နေ့တွေမှာတရုတ်နိုင်ငံရဲ့ဂျာဝေညှိနှိုင်းမှုနဲ့တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကုမင်းဆွေနဘွယ်တွင်စစ်ကောင်စီဘက်မှနေမြေတောင်းဆိုခဲ့မှုအပေါ် TNL အနေနဲ့သဘောမတူခဲ့သလိုမဖြစ်နိုင်သည့်အချက်တွေတောင်းဆိုခြင်းလို့တန်အမျိုးသားလူမျိုးရေးတပ်မတော် TNL အနေနဲ့2025မေလ၄ရက်နေ့လူထုကိုအသိပေးတဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တယ်တရုတ်နိုင်ငံကုမင်းမှာပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာ TNL သိမ့်ပိုက်ထားတဲ့မိုးကုတ်နောင်ချုံကြောက်မဲတီပေါ်မိုးမိတ်မြွတ်နယ်တွေကနေ TNL တပ်ဖွဲ့အားလုံးဆုတ်ခွာပေးရန်အာနာသိမ့်စစ်ကောင်စီဘက်မှတောင်းဆိုခဲ့ကြောင်းသိရတယ် စစ်ကောင်စီနဲ့ဆွေးနွေးရမှာ PSL TNL ဘက်မှအတိကတောင်းဆိုချက်အနေနဲ့၁နှစ်ဖက်တပ်အနေနဲ့ရောက်ရှိနေတဲ့နေရာမှာရပ်တန့်ပြီးအပြစ်ကရက်စဲရန်၂စစ်ရေးလှုပ်ရှားမှုတွေမှာနှစ်ဖက်တပ်တွေအနေနဲ့ထုစစ်တွေပြုလုပ်ခြင်းမပြုရန်နဲ့စစ်ကောင်စီတပ်အနေနဲ့ drone တိုက်ခိုက်ခြင်းလက်နက်ကြီးရန်တမ်းပစ်ခြင်းလေကြောင်းပုံကျဲခြင်းအစရှိတဲ့စစ်ရေးလှုပ်ရှားမှုအလုံးရပ်တန့်ရန်၃ထိုင်းချုံနယ်မြေဒေသတွေမှာဒေသခံပြည်သူတွေရဲ့စားဝတ်နေရေးနဲ့ဆေးဝါးတွေတည်ယူပို့ဆောင်နိုင်ရေးအတွက်ဖြတ်တန်းသွားလာခွင့်ပြုရန်တောင်းဆိုထားကြောင်းသိရတယ်။ ဆရာနာချင်းစနစ်ကိုအဆုံးသတ်အောင်မလုပ်ဆောင်နိုင်လို့ရှိရင်ငြိမ်းချမ်းရေးတန်တရားစစ်ရေးတန်တရားကနေလွတ်မြောက်နိုင်မှာမဟုတ်ပါဘူးဥပမာ1989 90မှာမြန်မာပြည်မြောက်ပိုင်းရောတောင်ပိုင်းရောအပြစ်ကရက်စဲကြီးတွေရှိခဲ့ကြတယ်သို့တော့2009 2010မှာတခါပြက်ပြဲသွားတယ်အခုတိုက်ပွဲတွေပြန်ဖြစ်တယ်ပြစ်လိုက်ရက်လိုက်ငြိမ်းချမ်းရေးတန်တရားစစ်ရေးတန်တရားဆက်နေတာမျိုးမဖြစ်အောင်တဲသေးကြကြညီညီညွတ်ညွတ်နဲ့အပိတတိုက်ပွဲဆင်နွှဲရမှာဖြစ်ပါတယ် ဒါမှဒီတန်တရာကနေလွတ်မြောက်ပြီးကျွန်တော်တို့မျှော်မှန်းတဲ့ဖက်ဒရယ်ပြည်ထောင်စုရောက်ရှိမှာဖြစ်ပါတယ်။အာဏာရှင်စနစ်အပိတချုပ်ငင်းကြီးမဆောင်ရွက်နိုင်ဘူးဆိုရင်ကျွန်တော်တို့ရဲ့နောက်မျိုးဆက်တွေစစ်ပေးစစ်တမ်းခံရပြီးလူသားတယောက်လိုနေနိုင်မှာမဟုတ်ပါဘူး။အာဏာရှင်စနစ်ချုပ်ငင်းကြီးကိုဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့နိုင်ငံကိုပြန်ပြီးကောင်းမွန်ထူထောင်လာအောင်ဥမော့လာအောင်ဆောင်ရွက်နေတဲ့ UNG ပါဝင်မိတ်ဆွေတွေအကုန်လုံးနဲ့ချိတ်ဆက်ဆောင်ရွက်ထားတယ်ဆိုတဲ့အကြောင်းနဲ့လာမယ့်ဩဂုတ်လထဲမှာစစ်ကောင်စီနဲ့ထပ်မံတွေ့ဆုံရန်ရှိကြောင်း တီအန်အယ်လီတွဲပတ်ထွေထွေတွင်းရင်မူဘုံမူကြီးတပန်လာကလူတို့ကိုအသိပေးထားသလိုတီအန်အယ်လီပြောခွင့်ရလူရည်ဦးကလည်းအဲ့ဒီသတင်းစာရှင်းလင်းပွဲမှာမဟာမိတ်တွေကိုဘလို့အာမခံချက်ပြောနိုင်တယ်လဲဆိုရင်ကျမတို့ညှော်မှန်းချက်ပန်းတိုင်တိုင်းအာနာရှင်ကိုအမြင့်ပြချေမုံမှာဖြစ်တယ်ကျမတို့ပါဝင်နိုင်တဲ့အခန်းကဏ္ဍကနေပါဝင်နိုင်တဲ့နီလန်းတွေရှာပြီးအာနာရှင်စနစ်အမြင့်ပြချေမုံရင်းပြည်သူနဲ့အတူဆောင်ရွက်မှာဖြစ်တယ်ဆိုတဲ့အကြောင်း TNL ရဲ့ရည်တည်ချက်ပြောကြားချက်တွေထဲကတစ်ဆင့်ကောက်နှုတ်ရေးပြခြင်းဖြစ်တယ် လက်ရှိမှာ Operation 1027တွင် PSL TNL အနေနဲ့နောင်ချိုကြောက်မဲတီဘောမိုးကုတ်မိုးမိတ်နမ်ဆန်မန်တုံကုတ်ခိုင်နမ်ခမ်းနမ်မတူမိုင်းလုံမိုင်းငော့ဆက်နှမျိုးကိုတင်ပိုက်ထားပြီးဖြစ်တယ်1027စစ်စင်ရေးကြီးကစလို့လက်ရှိအချိန်ထိ TNL ဥဆောင်တဲ့မဟာမိတ်တပ်တွေကရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့မြို့17မြို့နဲ့မန္တလေးတိုင်းမိုးကုတ်မြို့စုစုပေါင်း17မြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီးအုတ်ချုပ်ရေးပေါ်ဆောင်နေတာဖြစ်တယ်။ လက်ရှိကြုံတွေ့နေရတဲ့နိုင်ငံရေးစည်ရေးအကျတီးကနေရှောင်ကွင်းဖို့အာနာသိန်းချမ်းပဲစစ်တပ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့နတ်ဆကဖွဲ့တွေ2025ဒီဇင်ဘာလထဲမှာကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲအပေါ်တန် PSL TNL တိုင်းဒါလက်နက်ကင်တပ်မတော်ရဲ့သဘောထားအမြင်ကိုကြိုတင်ကောက်ချက်ချပြောရရင်လုံးဝအဆန့်ကျင်ကန့်ကွက်နိုင်တယ်ဆိုတာသိချာတော့ပါပဲ။ဘာကြောင့်ဆို TNL တန်တိုင်းဒါလက်နက်ကင်တပ်မတော်အနေနဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်မခံတဲ့အတွက် 2020ရွေးကောက်ပွဲကိုအသိမှတ်မပြုခဲ့တဲ့အကြောင်းကို TNL ရဲ့အထွတ်အထိပ်တွင်မူဘိုးမှုချုပ်တဘုံကျော်ကပထမဆုံးပြုလုပ်တဲ့ TNL ဘိုလောင်းတင်နန်းစင်ပွဲမှာပြောခဲ့တယ်။ခေတ္တညာတလူငယ်တွေပါဝင်တဲ့ဘိုတင်နန်းစင်ပွဲကို TNL ထိမ့်ချုပ်ရာနယ်မြေတွင်းမှာ2020ဇူလိုင်လ23ရက်နေ့ကပထမဦးဆုံးအကြိမ်ဘိုလောင်းတင်နန်းစင်ပွဲအခမ်းအနားကိုအောင်မြင်စွာနဲ့ကျင်းပနိုင်ခဲ့တယ်လို့နိုင်ငံရေးစည်ရေးတင်နန်းတွေကိုလည်းစင်ဆက်မပြတ်ပို့ချနေတယ်ဆိုတာလည်းအသိပေးလိုက်ပါရစေ။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်မှာ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့အစိုးရထံကနေမဲမတမာမှုအကြောင်းပြပြီးမင်းအောင်လိုင်းခေါင်းဆောင်တဲ့စစ်တပ်ကအာဏာသိမ်းမှုဖြစ်ပြီးနောက်ရှမ်းပြည်နယ်မှာပူးပေါင်းဆွေးရေးလှုပ်ရှားနေတဲ့ညီနောင်မဟာမိတ်၃ဘွယ်ဖြစ်ကြတဲ့ကိုကန့် MNT JP MNTA တအန်း PSL လက်တရားနယ်လီနဲ့ရခိုင် ULA AA တို့ကအစိုးဆုံးပြင်းထန်စွာကန့်ကွက်လျှောက်ချကြောင်း2021ခုနှစ်မတ်လ30ရက်နေ့မှာပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တာကိုလည်းတွေ့ရတယ် နောက်ဆက်တွဲညီနောင်မာမိတ်သုံးဖွဲ့အနေနဲ့ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးဆိုင်တွေကိုကာကွယ်နိုင်ရေးမိမိကိုမိမိခုခံကာကွယ်နိုင်ရေးမိမိတို့ဒေသကိုမိမိတို့ယခုတက်ပုံမထိုင်ချုပ်နိုင်ရေးမိမိတို့အဖွဲ့စည်းများပေါ်စစ်ကောင်စီမှလေကြောင်းလက်နက်ကြီးတွေနဲ့နေညမရွေးပြစ်ကတ်တက်ခိုက်နေမှုပေါ်ဟန်တားမှုရရှိနိုင်ရေးမြန်မာပြည်သူလူထုတရလုံးရဲ့လူလားချက်ဖြစ်တဲ့စစ်အာဏာရှင်စနစ်အမြင့်ဖြတ်ရေးလက်ရှိတရုတ်မြန်မာနယ်စပ်ပါဝင်မြန်မာနိုင်ငံအတွင်းကျယ်ပြန့်လာတဲ့ online လုံခြုံရေးလိမ်လည်မှုပပျောက်ရင်း online game ကြဖြင့် company များနဲ့အဆိုပါလုပ်ငန်းတွေကိုလှုပ်ဆောင်နေတဲ့အာနာသိန်းစစ်ကောင်စီနဲ့ပြည်သူ့စစ်အဖွဲ့တွေကိုနှိမ်နှီးနိုင်ရေးစတဲ့အချက်ရွေချက်တွေနဲ့တဆယ်နဆက်ခွန်စစ်စင်ရေးကိုအတူတကွာဟန်ချက်ညီပူးပေါင်းဆင်နွှဲလိုက်ကြောင်းသိပေးထုတ်ပြန်ခဲ့တယ်။2023ခုနှစ်အော်တိုဘာလ29ရက်နေ့မှာညီနောင်မဟာမိတ်၃ဖွဲ့အနေနဲ့ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့တာပါ။တန်27ရက်အောင်မြင်မှုနဲ့နိုင်ငံရေးစည်းအကျိုးကျေးဇူးတွေကိုတော့အပြင်လူထက် အာနာရှင်မင်းအောင်လိုင်းဥဆောင်တဲ့အကြမ်းဖက်စစ်တပ်ကိုတော်လန်တက်ခိုက်နေတဲ့ PDF တပ်တော်တွေကတိုက်ခိုက်ရေးရဲဘော်တွေထက်ဘယ်သူမှ ပိုမသိနိုင်တဲ့အတွက်ကြုံလို့တဆက်တည်းပြောရရင်တန်27စစ်စင်ရေးတုံးကတိုက်ခိုက်သိမ့်ပိုက်ထားတဲ့လာရှုမြို့ကိုမင်းအောင်လိုင်းရဲ့အကြမ်းဖက်စစ်တပ်လက်အောက်ထံပြန်ပေးလိုက်ရမှုအပေါ်ကိုကန်တမရော MNTJP MNT ရဲ့လောက်ရပေါ်အပြစ်ဆိုစရာအကြောင်းမရှိခဲ့တယ်လို့ ဘယ်လက်နက်ကိုင်း PDF တွေမှအပြစ်တင်ထားတာမရှိတော့ပါပဲ။ဘာလို့ဆိုစစ်ရေးသဘောတရားကိုနားလည်ထားတဲ့ PDF အဖွဲ့တွေအနေနဲ့1027စစ်စင်ရေးရဲ့အကျိုးကျေးဇူးကိုသိထားကြလို့ပါပဲ။စစ်အာဏာရှင်ဆန့်ကျင်ရေးမှာလက်နက်ကိုင်းတော်လိုင်းရေးလမ်းစဉ်ကိုရွေးချယ်ရှောက်လန်းခဲ့တဲ့လူငယ်တွေက တိုင်းဒါလည်းနဲ့ဂိုင်းတက်တွေစုမိုးထိန်ချုပ်ထားရနေရာဒေသတွေမှာနိစ္စရာဖွဲ့တွေစုဖွဲ့ပြီးပြည်သူ့ကာကွယ်ရေးဖွဲ့ PDF တွေဖြစ်နေစစ်ပညာကိုတင်ကြားခဲ့တာဆိုရင်ဒေသခံတိုင်းဒါတက်တွေအနေနဲ့တူအာနာသိန်းစစ်တပ်အစိုးရတွေကိုပါဒေသခံတိုင်းဒါတက်တွေနဲ့တူအာနာသိန်းစစ်အစိုးရတပ်တွေကိုတော်လန်တိုက်ခိုက်နေပြီအထူးသဖြင့်ရှမ်းပြည်နယ်မြောက်ပိုင်းမှာရောက်ရှိနေတဲ့ပြည်သူ့ကာကွယ်ရေး PDF တပ်တွေအနေနဲ့ မြေပြင်တိုက်ပွဲပေါ်ဆောင်မှုစစ်ရေးတည်တင်းတွေကိုလျှို့ဝှက်နိုင်သမျှလျှို့ဝှက်ထားပြီးတည်င်းမထုတ်ပြန်ခဲ့ကြပါဘူး။နယ်မြေဒေသအရရခိုင်တဲကတိုင်းဒေသလက်နက်ကန်တပ်တွေအများဆုံးတရှိရာဖြစ်တဲ့အတွက်နောက်ဆက်တွဲလုံခြုံရေးရ PDF တွေအနေနဲ့စစ်ရေးလှုပ်ဆောင်ချက်တွေကိုထုတ်ဖော်မပြခဲ့ကြပါဘူး။ဆီယနာရှင်စန့်ကျင်တော်လိုင်းရေးစစ်ရေးအခြေအနေတွေကိုလိုအပ်သလောက်ပဲတည်င်းထုတ်ပြန်ပြီး တပ်ဖွဲ့ဘေကင်းလုံခြုံရေးကိုအထက်ကဦးစားပေးဆောင်ရွက်ရင်းမိတ်ဖက်တိုင်းဒေသလက်နက်ကိုင်တပ်တွေနဲ့စစ်ရေးပူးပေါင်းဆောင်ရွက်နေခဲ့တယ်လို့ Operation 1027မှာလည်းပါဝင်ရင်းစစ်ရေးတွေ့ကြုံနဲ့တော်လိုင်းကြီးတွက်လက်နက်အပါဝင်ကောင်းကျိုးတွေရရှိခဲ့တယ်ဆိုတာတော့ပြောလိုက်ပါရစေ။ကမ္ဘာအင်အားကြီးနိုင်ငံတွေအပါဝင်မြန်မာနိုင်ငံမှာလည်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါဆက်လက်ကူးစက်ပြန့်နှံ့ဖြစ်ပွားနေတဲ့အချိန်ကာလမှာပဲမင်းအွန်လိုင်းဥဆောင်တဲ့စစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီလတရက်မှာစစ်တပ်အာဏာသိမ်းပါတယ်။ ဆီယနာသိမှုကိုအလိုမရှိတဲ့မြမပြည်တဝန်းလုံးမှာငင်းညံစွာနဲ့အကြမ်းဖက်ဖက်ပဲဆန္ဒထုတ်ပေါ်ပြသခဲ့ကြတဲ့ယဟန်ရှင်လူပြည်သူလူထုကိုစစ်တပ်ရဲ့ခိုင်းပတ်လက်ဖြောက်တနက်သမားတွေကကြီးစံစစ်တွေမိဂိုးပုံးတွေနဲ့အကြမ်းဖက်ဖြစ်ကပ်ဖြိုခွင်းခြင်းတပ်ဖြတ်ခြင်းပြုခဲ့တယ်။မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်းစစ်တပ်ခိုင်းသမျှဆန္ဒပြလူထုကိုဖမ်းဆီးနှိပ်စက်တပ်ဖြတ်ခဲ့တယ်လို့အကျဉ်းတောင်တွေကိုဖမ်းပြီးပို့ဆောင်ထောင်ချခဲ့ကြတယ်။ ဆန္ဒပြလူထုကိုမေအွန်လိုင်းဥဆောင်တဲ့အာနာသိန်းစစ်တပ်ကကဘာတိအကြမ်းဖက်ပစ်ခတ်မှုစတင်တဲ့2021ခုနှစ်မတ်လ29ရက်နေ့တရက်ထဲမှာပင်ရဲတပ်ဖွဲ့နဲ့စစ်တပ်ရဲ့အကြမ်းဖက်ပစ်ခတ်မှုကြောင့်မြန်မာနိုင်ငံအနှံ့ပြားကပြည်သူလူထုအယောက်100ကျော်သေဆုံးခဲ့ရတယ်။အဲ့ဒီအကြမ်းဖက်ပစ်ခတ်မှုကိုတန်းတက်မတော်နေတဲ့လက်မခံကန့်ကွက်တဲ့အထဲမှာပါဝင်တာကိုအစိုးဆုံးတွေ့ရတယ်။စစ်တပ်ကအာနာသိမ်းမှုဖြစ်ပြီးနောက်ရှမ်းပြည်နယ်မှာပူးပေါင်းစစ်ရေးလှုပ်ရှားနေတဲ့ညီနောင်မဟာမိတ်၃ဖွဲ့ဖြစ်ကြတဲ့ ကိုကန်တအန်းရခိုင်တို့ကအစိုးဆုံးပြင်းထန်စွာရှုတ်ချကြောင်း2021မတ်လ30ရက်နေ့မှာပူးတွဲကြေညာချက်ထုတ်ပြန်တယ်။အသက်ပေးဆက်ဆွတ်လုခဲ့ရသူတွေရဲ့မိသားစုတွေနဲ့ ထတ်တူထမြဝမ်းနဲ့ကြည်ခွဲရပါကြောင်းနဲ့မြန်မာစစ်တပ်အနေနဲ့ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူလူထုကိုအကြမ်းဖက်ပစ်ကတ်တပ်ဖြတ်နေခြင်းချက်ချင်းရပ်ပြီးမိဘပြည်သူတွေတောင်းဆိုနေတဲ့နိုင်ငံရေးပြဿနာဖြေရှင်းမှုကိုအ мян ဆုံးဆောင်ရွက်ရန်လိုအပ်ကြောင်းနဲ့မြန်မာစစ်တပ်အနေနဲ့မရက်တံပဲဆက်လက်လှုပ်ဆောင်နေမယ်ဆိုပါကမြန်မာနွေဦးတော်လှန်ရေးကိုဆင်နွှဲနေကြတဲ့တိုင်းသားလူမျိုးပေါင်းစုံနဲ့အတူမိမိကိုမိမိခုခံကာကွယ်ရေးအတွက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုလည်း PSLF TNL ပါဝင်တဲ့ညီနောင်အဖွဲ့၃ဖွဲ့ကပူးတွဲကြေညာခဲ့ကြတာပါ၆အားဖြင့်ဆက်ရရင် Operation 1027ရဲ့အခမ်းကဏ္ဍအနေနဲ့စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်နေတဲ့ PDF တပ်တွေအတွက်များစွာအရေးပါခဲ့တယ်လို့စစ်အာဏာရှင်ကိုနီလာမျိုးစုံနဲ့ဆန့်ကျင်တော်လှန်နေသူတွေအတွက်များစွာအထောက်အကူဖြစ်စေခဲ့တာကတော့ဘယ်သူမှငြင်းလို့မရတဲ့ပကတိအခြေအနေပါ Operation 1027ကိုဖော်ဆောင်ခဲ့တဲ့ညီနောင်မဟာမိတ်၃ဘွဲ့ဖြစ်ကြတဲ့ရခိုင်ကိုကန်တန်း တက်တော်ကိုအပြစ်မြင်အပြစ်တင်မစောကြဘူးနဲ့မင်းအောင်လှိုင်ပါဝင်အကြမ်းဖက်စစ်တပ်အကြိုက်နဲ့စစ်အာဏာရှင်အားပေးလော်ဘီတွေရဲ့အာဘော်နောက်ကိုလိုက်ပြီးတော်လန်ရေးကိုအနှောက်အယှက်ဖြစ်စေမဲ့အပြုမူအပြောအဆိုတွေကိုမပြုတ်လောက်ကြဘူးတော်လန်ရေးသစ္စာဖြစ်လေးစားသမှုနဲ့အသိပေးလိုက်ပါရစေရေးသူနေချိုသွေးတော်လန်သူပေါင်းဘေးရန်ကင်းကြပါစေကျွန်တော်လွတ်လပ်နေဦးပါ